ရေယမိအနာဂတိကျမ်းအခန်းကြီး16အငယ်1မှ29ယုဒအမျိုး၏အပြစ်သည်တန်ကန်ညက်စိန်ချွန်နှင့်သူတို့နှလုံးပြား၌၎င်းရစ်ပလင်ဥဂျုံ၌၎င်းအခရာတင်၍မှတ်သားလျက်ရှိ၏သူငယ်တို့ပင်မြင့်သောတောင်ပေါ်စိမ့်သောတစ်ပင်နားမှရှိသော ရစ်ပလင်များအာရှယပင်များကို အောင်မိတတ်ကြ၏အချင်းငါဤတောင် လေ၌ရှိသောတင်ဤဥစ္စာနှင့် တို့ထားသည်မြသောဥ္စာကို၎င်းပြည်တလျှောက်လုံး၌တင်ပြမာယာမြင့်သော အရတ်တို့ကို၎င်းလူယူသော သူတို့လက်တို့ငါအပ်မီတင့်ကိုယ်တိုင်လည်းငါပေးသောအမွေမှ ရွေ့သွားရလိမ့်မည်တင်မတိသောပြည်တွင်ရန်သူလက်၌တင့်ကိုယ်ငါကြုံခံစေမည်အကြောင်းမူကားအစင်လောင်သောငါ၏အမျက်မီကိုသင်တို့သည်ငွေကြပြီ ထာဝရဘုရားမိန်တော်မူသည်ကလူကိုကိုးစား၍လူသက်တော်ကို အမိပြုသည်ဖြင့်စိတ်နှလုံးထဲ၌ထာဝရဘုရားထံတော်မှထွက်သွားသောသူသည် ချိန်အပ်တော်သူဖြစ်၏ထိုသူသည် လွင်ပြင်၌ရှိသောတစ်ပင်၆ကဲ့သို့ဖြစ်၍ကောင်းကျိုးရောက်ကြောင်းကိုမသိရအဘယ်သူမျှမနေသောစားမည် တွေ့ချောက်သောလွင်ပြင်၌နေရလိမ့်မည်။ထာဝရဘုရားကိုကိုးစားသောသူထာဝရဘုရားကိုမိမိကိုးစားရာအကြောင်းဖြစ်စေသောသူသည်ကောင်းချီးမင်္ဂလာကိုခံအပ်သောသူဖြစ်၏။ထို့သူသည်ကရေရှိသောအရက်၌စိုက်၍မျက်နှာမှအမြင့်ဖြားသဖြင့်ပူသောအရှင်ယောက်ျားကိုမသိအရွက်မညှိုးနှွမ်း ိုးခေါင်သောကာလ၌စိုးရိမ်စရာမရှိဘဲအစဉ်အမြဲအသီးကိုတီးသက်သောအပင်နှင့်တူ၏စိတ်နှလုံးသည်ခတ်သိမ်းသောအရာထက်ဆင်းလဲတတ်၏အလွန်ယိုယွင်းသောသဘောရှိ၏စိတ်နှလုံးသဘောကိုအပေသူသိနိုင်သည်။ငါထာဝရပြားသည်လူအသီးအသီးတို့အားမိမိတို့အချင်းအတိုင်းမိမိတို့ခံထိုက်သောအကျိုးအပြစ်ကိုပေးခြင်းကနှလုံးကြောက်ကတ်တို့ကိုစစ်စစ်စစ်ကြောတတ်၏ ကောရာငှက်သည်မိမိမဥသောဥကို ဝတ်တကယ်သူမတရားသဖြင့်ဥ္စာစီးပူသောသူသည်အသက်ပြိုစင်ကပင်ဆင်းရဲခြင်းသို့ရောက်၍အဆုံးနိုင်ကလူမိုက်ဖြစ်လိမ့်မည်ရှိဥစွာမှဆ၍မြင့်သောအရ၌ဘုံကြီးတော်မူသောရာဇပလင်သည်ငါတို့တန့်ရှင်းရာဌာနတော်အရဖြစ်၏ အိုဣဒရီလအမျိုးဤမျောလင့်စီရန်အကြောင်းဖြစ်သောထာဝရဘုရားကိုယ်တော်ကိုစွန့်ပစ်တော်သူအပေါင်းတို့သည်အဆက်ကွဲရကြပါလိမ့်မည်။ငါထံမှထွက်သွားသောသူတို့သည်မြေစီရင်သို့ဝင်ရကြပါလိမ့်မည်။အကြောင်းမူကားအသက်ဆန်းရည်တွင်ဒီဟုသောထာဝရဘုရားကိုစွန့်ပစ်ကြသည်။အိုထာဝရဘုရားအကျွန်ုပ်၏အနာကိုငြိမ်းစေတော်မူပါ။တို့ပြုလျှင်အကျွန်ုပ်သည်အနာငြိမ်းပါလိမ့်မည်။ အကျွန်ုပ်ကိုကဲတင်တော်မူပါတို့ပြုလျင်အကျွန်ုပ်သည်ကဲတင်ခြင်းသို့ရောက်ပါလိမ့်မည် ကိုတော်သည်အကျွန်ုပ်ချီးမွမ်းရာ ဖြစ်တော်မူ၏ထာဝရဘုရား၏နှုတ်ကပတ်တော်သည်အဘယ်မှရှိသနည်းယခုလာပါစေတော်ဟုဤသူတို့သည်အကျွန်ုပ်အားဆိုတတ်ကြပါ၏အကျွန်ုပ်သည်နောက်တော်သို့လိုက်သောဆရာ၏အရာကိုမရှောင်ပါအမင်္ဂလာနေ့ကိုမတောင့်တပါအကျွန်ုပ်ဟောပြောချက်ကို ကိုတော်သိတော်မူ၏ ကိုရောမျက်မှောက်၌ရှိပါ၏အကျွန်ုပ်ကို ထိတ်လန့်စေတော်မမူပါနှင့်ဘေးရောက်သောကာလ၌ကိုရောသည် အကျွန်ုပ်ခိုလုံရာဖြစ်တော်မူ၏အကျွန်ုပ်ကိုညှင်းဆဲတော်သူတို့သည်အဆက်ကွဲကြပါစေသော အကျွန်ုပ်မူကားအဆက်မကွဲပါစေနှင့်သူတို့သည်စိတ်ပြတ်ကြပါစေသော အကျွန်ုပ်မူကားစိတ်မပြတ်ပါစေနှင့်သူတို့အပေါ်မှာဘေးအန္တရာယ်ကာလကို ရောက်စေတော်မူပါ အထက်ထက်ဖြည့်ဆည်းတော်မူပါ ထရပြားသည်ငါအာမိန်တော်မူသည်ကယူဒရှင်ဘရင်ထွက်ဝင်သောအမျိုးသားချင်းမြို့တကားမှစ၍ခသိန်းသောယေရုရှလင်မြို့တကားဝ၌တွား၍ရက်လျက်လူများတို့အားပြောဆိုရမည်မှာ ဤတကားတို့ဖြင့်ထွက်ဝင်သော ယူဒရှင်ဘီရင်များနှင့်ယူဒပြည်သူယေရုရှလင်မြို့သားများအပေါင်းတို့ထာဝရဘုရား၏နှုတ်ကပတ်တော်ကိုနားထောင်ကြလောထာဝရဘုရားမိန့်တော်မူသည်ကဥပုံနေ၌ဝန်ကိုမထမ်းမရွက်ယေရုရှလင်မြို့တကားဖြင့်မဆောင်မသွင်းမီအကြောင်းတတိပြုကြလော ဥပုံလေး၌တင်တို့အိမ်ငယ်ကဝန်ကိုမထုတ်မဆောင်ကြနှင့်အဘယ်အလုတ်ကိုမျှမလုတ်ကြနှင့်တင်တို့ဘိုးဘီများကိုငားမထားသည့်အတိုင်းဥပုံလေးကိုတန့်ရှင်စေကြလောဘိုးဘီတို့သည် နားမထောင်နားကိုမလှဲ့ဘဲနေကြ၏နားမကြားဆုံးမခြင်းကိုမခံမိအကြောင်းမိမိတို့လည်ပင်ကိုခိုင်မာစေကြ၏ထရပ်ပြမိန်တော်မူသည်ကတင်တို့သည်ဥပုံလေး၌ဤမြို့တကားဖြင့်ဝန်ကိုမသွင်းမဆောင်အဘယ်အလုတ်ကိုမျှမလုတ် ဥပုံလေးကိုတန့်ရှင်းစေသည့်တိုင်အောင်ငါစကားကို စစ်စစ်နားထောင်လျင်ဒါဝိမင်းကြီး၏ယာဇပလင်ပေါ်မှထိုင်သောယထာစီမြင်းစည်းရှင်ဘုရင်မင်းသားမှစ၍သူတို့မူးမှန့်ယုဒပြည်သူယေရုရှလင်မြို့သားတို့သည်ဤမြို့တကားများသို့ဝင်လျက်ရှိကြလိမ့်မည်ဤမြို့သည်လည်းအစဉ်အမြဲတည်လိမ့်မည် မိရှို့ရာရစ်မှဆ၍အခြားသောရစ်များပူဇော်တက္ကာများမိရှို့ရာနန္တာပေါင်းချီးမွမ်းရာရစ်တို့ကို ထာဝရဘုရား၏အိမ်တော်သို့ဆောင်ခဲ့တော်သူတို့သည်ယူဒာမြို့များယေရုရှလင်မြို့ပတ်ဝန်းကျင်အရက်များဘေးရမိန်ပြည်မြေကြီးခရိုင်တောင်ယိုးခရိုင်တောင်မျက်နာခရိုင်မှ လာကြလိမ့်မည် သို့မဟုတ်ဥပုံနေ၌ဝင်ကိုထမ်းရွက်၍ယေရုရှလင်မြို့တကားများသို့မဝင် ဥပုံနေကိုတန့်ရှင်းစေသည့်တိုင်အောင်သင်တို့ဒီကစကားကိုနားမထောင်လျင်ငါသည်ထိုမြို့တကားတို့ကိုမီးရှို့၍ထိုမီးသည်မငိမ့်မသေးဘဲယေရုရှလင်မြို့ဘုံပိမှန်တို့ကိုလောင်ရလိမ့်မည်အာမင် God bless you